ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအိမ်ဟောင်းထွက်စီတဲ့ရေရာနီးလေးတစ်ခုအကြောင်းကိုဝေမျှပေးမှဖြစ်ပါတယ်အဲ့တော့ဒီဒဲတဆင်နီးလေးဟာကျွန်တော်တို့တကယ်မမှန်ကန်ကန်လာလုပ်မယ်ဆိုရင်တစ်လအတွင်းမှာပဲမိမိတို့ရောင်းညင်တဲ့အိမ်ဟာထွက်မယ်ဆိုတာသိကြပါတယ်ဒါပေမဲ့တခုရှိတာတော့ဟိုပေါက်သေးတို့ဘာတွေတော့ရှိတာပေါ့လေဟိုတန်ရတန်ကြီးသေးတော့ဖြစ်ရမှာပေါ့နော်အဲ့တော့တစ်လအတွင်းထွက်မယ်ဆိုတာသိကြပါတယ်အဲ့တော့ကျွန်တော်တို့ဒဲတဆင်တစ်ခုလုပ်တဲ့အခါမှာကျွန်တော်တို့လင်္ကာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ရောင်းလိုလင်ရင် support ကြံ အမှန်စပုတ်ရိုက်တဲ့စပုတ်ဆိုတာဒီစတ္တမအနေလာပါတယ်6ခုမြောက်ကိုပြောတာပါဘာ6ခုမြောက်လဲဆိုတော့ရောင်းမဲ့ပစ္စည်းရဲ့6ခုမြောက်ကိုပြောတာပါနော်အဲ့တော့ဥမာတစ်ခုမိမိတို့ဟာတနင်္ဂနွေနဲ့အိမ်ကိုရောင်းမယ်ဆိုကြပါစို့အဲ့တော့အိမ်ရဲ့6ခုမြောက်ဒီတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓကျသာပတိတောက်ကြအဲ့တော့တနင်္ဂနွေနဲ့ရဲ့6ခုမြောက်ဒီ6ခုမြောက်နေ့နံဒီတောက်ကြနံဖြစ်ပါတယ်ဒါကြောင့်မလို့တောက်ကြနံအညွန့်အခက်တွေနဲ့ကျွန်တော်အိမ်ကိုဒဲတဲ့စင်လောက်ရမှာပါအဲ့တော့တောက်ကြနံဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့တော့တီဟိုညွန့်တို့တီညွန့်တို့ကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့တီဟိုညွန့်တီညွန့်ပေါ့ဗန်နညွန့်သုံးရမလဲဆိုလို့ရှိရင်တောက်ကြရဲ့ဂျိုသက်ဟာ22နှစ်ရှိပါတယ်22နှစ်ရှိတဲ့ကြောင့်မလို့21ခတ်22ညွန့်ကိုကျွန်တော်တို့သုံးရပါမယ်အဲ့တော့ဂျိုသက်တွေကဘာမှရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖျားတွေမှာဂျိုပြင်းနံပြေတွေပတ်ထားလို့ရှိရင်အဲ့မှာဂျိုသက်ကလေးတွေရှိတယ်မေးသွားအဲ့မှာသွားကြည့်ပေါ့နော်အဲ့တော့အဲ့ဒီဂျိုသက်နဲ့ကျွန်တော်ရိုက်မယ်အဲ့တော့တီဟိုသုံးမဟုတ်တီညွန့်22ညွန့်နဲ့ရောင်းချင်တဲ့အိမ်ကိုရိုက်မယ်ရိုက်တဲ့အခါမှာစပုတ်နေသားဖြစ်တဲ့ တောက်ကြသားသမီးကရိုက်ရပါမယ်။ရိုက်ရမယ့်နေ့ရလည်းပဲစပုတ်နေ့စပုတ်အချိန်ဖြစ်တဲ့တောက်ကြနေမနဲ့နေထွက်ချိန်6နာရီနဲ့9နာရီခွဲတွင်ကိုရိုက်ရမှာဖြစ်ပါတယ်။အဲ့တော့အိမ်ရောက်ကျင်ပါတယ်ဆိုရင်တောက်ကြနေမနဲ့6နာရီရနေ9နာရီခွဲတွင်မှာတောက်ကြသားသမီးရနေပြီးတော့မှတီဟိုညွန့်တို့မဟုတ်တီးညွန့်22ညွန့်နဲ့ရောက်ကျင်တဲ့အိမ်ကိုလမ်းဘက်ကိုမျက်နှာမူပြီးတော့ကျွန်တော်22ချက်တိတိအမြန်ရောက်ထွက်အမြန်ရောက်ထွက် အမြန်ရောင်းထွက်လို့ပြောပြပြီးတော့ရရမှာဖြစ်ပါတယ်။တခုရှိတာကအဲ့ဒီဘဲတစင်လုံးမဲ့တောက်ကြသားသမီးဟာဖြစ်နိုင်ရင်အဲ့ဒီညမှာကျွန်တော်တို့ဝမ်းခတ်တယ်ဆိုရင်ဝမ်းနှုတ်ဝမ်းဖြော့ဝမ်းပျော့စည်းလေးတောက်ထားတင်ပါတယ်။အဲ့ဒီမနက်ကိုဒဲတစင်မလုတ်ခင်မှာသူကအပေါ်ပါးတွေပါတွေသွားပြီးတဲ့အခါမှာကိုယ့်ရဲ့အစာဟောင်းတွေကိုရှင်းပြီးတော့ကျွန်တော်တို့ဒီတန့်ရှင်းရေးလုပ်ထားရမှာဖြစ်ပါတယ်နော်အစာဟောင်းတွေပါတွေရှင်းထားရမှာပေါ့ဝမ်းတွေပါတွေသွားထားရမှာပေါ့အဲ့ဒါပြီးမှဒက်တက်စင်ကိုလုတ်ပါဒီလိုသာ နော်မှန်မှန်ကန်ကန်လုပ်မယ်ဆိုလို့ရှိရင်တလအတွင်းမှာမိษွေတို့အိမ်ဟာရောင်းထွက်သွားနိုင်ပါတယ်ရောင်းထွက်သွားမှာပါအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီနည်းတွေပဲကျွန်တော်လုပ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ရေရရာတွေစွန့်အောင်လည်းပဲကိုကူကူတိဆောက်ထားပါတယ်အဲ့တော့နေ့စဉ်တီလာကိုလုံအောင်ထိန်းနေနော်ပရေရွတ်တယ်တရားတနည်းတနာကြီးထိုင်ပါတယ်အဲ့တော့ကျွန်တော်ဆရာကတော့ကျွန်တော်ကိုရေရရာစွန့်ညင်ရင်အောင်တုခတရားရိပ်တာမှာသွားပြီးတော့တရားစကံသွားဝင်ပါလို့ကျွန်တော်ပြောလို့ကျွန်တော်တော့အောင်တုခတရားစကံမှာလည်းကျွန်တော် တရားစခန်းတော့ဝင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာလည်းရေဒီယာတွေထူးခြားစွမ်းနာဘူးမျက်ဝါးထင်တယ်လည်းမြင်ခဲ့ရပါတယ်ဒါကြောင့်မပြောချင်တာကတော့ဒီရေဒီယာနေရာစွမ်းနေကျွန်တော်လုတ်ပေးသမျှကတော့များသောအဖြစ်အောင်မြင်တာတွေအဆင်ပြေတာတွေကြီးပဲငင်ရပါတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုတွေ့နီးလေးကိုမိတ်ဆွေတွေကိုဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ထိုက်အောင်ရှိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းတိန်ခါရဲ့တန်တေတပေရင်တူဦးလည်းဖြစ်ပါတယ်မန္တလေးမှာပြည်ရင်ဟောပါတယ်ကျွန်တော်အခုနန်းရှိ 59အေး1920ကြာကျွန်တော်အဲ့အိမ်မှာပဲကျွန်တော်အိမ်နေတဲ့ဒီမှာပဲကျွန်တော်အိမ်မှာပဲဗီဒီယိုဟောကန်လေးဖွင့်ထားပါတယ်ဖုန်းဆက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်เนาะအဲ့တော့ညံဘူးတော်ကြီးကတော့ကျွန်တော်လေးလပိုင်းတရနေ့ရနေစပြီးတော့တူဦးလျင်3000ကျက်ယူပါမယ်အဲ့တော့ညံဘူးတော်ကြီးလေးပါခါတဲ့ကြီးညာလိုက်ပါတယ်အဲ့တော့မေးမြန်းခြင်းနဲ့เนาะဗီဒီယိုမေးခြင်းနဲ့သူများရှိရင်လည်းပဲကျွန်တော်ရဲ့ profile မှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးထားပါတယ်ဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာ ကဲအဲ့တော့ကျွန်တော်ဒီနည်းလေးကိုဝေမျှရင်းနဲ့ကျွန်တော်ရဲ့ကျွန်တော်ကိုကျွန်တော်မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ